ဟန်ဆောင်ကောင်းမှ လူလေးစားခံရတဲ့ခေတ်မှာအရှိဟိုအရှိတိုင်းနေတတ်တဲ့သင်ဟာအရာမဝင်တဲ့လူတယောက်ဖြစ်ချင်လည်းဖြစ်နေမှာလိမ့်မယ်အပြောကောင်းမှလူထင်ကြီးခံရတဲ့ခေတ်မှာအမှန်ဟောအမှန်တိုင်းပြောရတဲ့သင်ဟာလူကန့်လန့်တယောက်ဖြစ်ချင်လည်းဖြစ်နေနိုင်ပါတယ်ပေးနိုင်ကဲနိုင်မှမျက်နှာကောင်းရမယ်ခေတ်မှာဝါမရှိပဲဝီးလုတ်တတ်တဲ့သင်ဟာအပေခံတယောက်ဖြစ်ချင်လည်းဖြစ်နေပါလိမ့်မယ်ကဖားရဖားလုံးမှနေရာကောင်းရတဲ့ခေတ်မှာ ကိုလန်းကိုဖောက်ဖို့ကြိုးစားနေတဲ့တင်ဟာလူကြီးရင်စရာဖြစ်ချင်လဲဖြစ်နေနိုင်ပါတယ်။သူတို့ဘောင်းနေခွားနိုင်မှအထက်ကိုရောက်နိုင်တဲ့ခင်မှာကိုထက်နေကြတဲ့သူတွေကိုတတ်နိုင်သလောက်တွဲယူခြင်းနေတဲ့တင်ဟာလူနှုံလူအားတယောက်ဖြစ်ချင်လဲဖြစ်နေနိုင်ပါလိမ့်မယ်။သူတို့ဘောင်းကိုတွန်းတိုက်ပြီးမှပဲအောင်မြင်နိုင်တဲ့ခင်မှာလိပ်ပြာတန်းတန်းနဲ့အသက်ရှင်နေထိုင်နိုင်အောင်ကြိုးစားနေတဲ့တင်ဟာလူတွေနဲ့အံမွင်သူတယောက်ဖြစ်ချင် ဖြစ်နေနိုင်တယ်။ဒါပေမဲ့လူရမွေလို့အားမငယ်ပါနဲ့ ဖေချင်းခမ်းလို့တိတ်ငယ်မနေနဲ့အလွန်ပြောင်းခမ်းလို့လည်းဒေါသထွက်မနေပါနဲ့ကဲ့ရဲ့ခမ်းလို့လည်းစိတ်တဲ့ကြမနေနဲ့မထီမြဲမြဲအပြုခမ်းလို့လည်းဝမ်းနေမနေပါနဲ့မသမာသူတွေရဲ့စီးအပြင်းကိုရောက်နေတဲ့သူတို့လည်းပူပန်မနေနဲ့တင်းငင်ငင်တော့အရန်ကြိုက်ခဲ့ကြတယ်စင်ဒရယ်လာပုံမျိုးမှတ်မိကြအောင်မထင်ပါနဲ့စိတ်ထားယုံညံ့တဲ့မိတွင်းနဲ့ညီမတွေကြားမှာဝိုင်းဝန်းပြီးတော့လက်ညှိုးထိုးခံပြီးတော့ကြီးပြင်းလာတဲ့စင်ဒရယ်လာလေးနောက်တစ်ချိန်မှာပျော်ရွှင်စရာတွေနဲ့ဇက်သိမ်းခဲ့ရတယ် ဒါပုံမြင်နေမှာလေအပြင်လောကမှာတော့ဒီလောက်ကံမကောင်းနိုင်ဘူးလို့လဲစောဒကမတက်လိုက်ပါနဲ့။တင့်ကံကြမှာဆိုတာတင့်လက်ထဲမှာပဲရှိပါတယ်။တင်ပိုင်ဆိုင်နဲ့ဖိုးတန်ယတနာတစ်ခုပါပဲ။တင်ကောင်းရင်တင့်ကံလည်းကောင်းနေမှာဖြစ်တယ်လို့တင်ဆိုးရင်တင့်ကံလည်းဆိုးနေလိမ့်မယ်။လက်ရှိချိန်မှာမအောင်မြင်ခြင်း၊ဆုံးရှုံးခြင်းအနှိမ်ခံခြင်းတွေအတွက်စိတ်ပြက်နေစရာမလိုပါဘူး။အပြစ်ကမှဘယ်ရောက်မှလဲအပြစ်နေနေစရာမလိုပါဘူး။သူကောင်းမှမလိုပါဘူး။ ကိုကောင်းမှုသာလိုအပ်ပါတယ်။အဲ့ဒါလေးအတိုင်းနာပဲ။တင်ရသူတစ်ပါးပေါ်မှာကောင်းနေပါလေနဲ့တစ်ဖက်သားအတင်ပေါ်မှာမကောင်းတာတွေနဲ့ကြုံတဲ့အခါမှာဒီစကားလေးကိုသတိရပါ။ "तू မကောင်းတာသူ့ရဲ့တာဝန်။တင်ကောင်းမှုဟာတင်ရဲ့တာဝန်ပဲပေါ့။ तू မကောင်းလို့မလို့တင်လဲတုံ့ပြန်ပြီးတော့မကောင်းတာတွေပြန်လုပ်မယ်ဆိုရင်တော့တင်လဲသူနဲ့အဆင့်တူမကောင်းတဲ့သူဖြစ်သွားလိမ့်မယ်။အရေးကြီးဆုံးကတော့လောကမှာကိုယ်တာဝန်ကိုကျေပြွန်အောင်ထမ်းဆောင်တတ်ဖို့လိုပါတယ်။" လောကမှာတောင်းဝင်ကြည်ညိုနေသူဟာတေတာတောင်းမှပဲနောင်တနဲ့မသေးရတတ်ပါဘူး